ဆရာလုတ်တာလည်းမဟုတ်ပါဘူး။တီးပြီးသားတွေဆိုလို့ရှိရင်လည်းကြော်သွားလိုက်ပါ။ကျမဆရာလုတ်တာမဟုတ်ပါဘူး။စဉ်းစားဆရာလေးနဲ့သတိထားဆရာလေးကိုသတိပေးတဲ့သဘောပါ။ဆရာလုတ်တာမဟုတ်ပါဘူး။ဝယ်လက်တူကလာတယ်။ဟာစီဒီနေရာအောင်မှလိုချင်တာဒီနေရာအောင်မှအော်ဝါဖြစ်စာမရရအောင်ကြိုက်စေးပေးပြီးဝယ်ပါမယ်ပေါ့ဟာမဟုတ်ဘူးဒီဘက်မှာရောင်းထားပြီးပြီဝယ်ဝယ်ဝယ်ဖြစ်လို့မရဘူးဟာမဟုတ်ဘူးကြိုက်စေးပေးမယ်ဘလောက်ပဲဖြစ်ဖြစ်တောင်းပေးမယ်9000နဲ့9000ပေးမယ်ဒီညာပဲလိုချင်တာမလို့ဟာ9000ပေးမယ်မမပေါက်တဲ့စီးပေးရောတိလား မဖောက်တဲ့ဈေးပေးရောပေးတဲ့ခါကျတော့အခုချက်ချင်းဆင်ရန်ချမယ်နော်အခုချက်ချင်းဆင်ရန်ချမယ်ဆင်ရန်လည်းအခုအစင်သင့်ပါလာတယ်ဆင်ရန်ချမယ်ဆင်ရန်သိန်းတစ်ထောင်အခုချက်ချင်းချမယ်ကိုးထောင်ပေးမယ်ဆင်ရန်သိန်းတစ်ထောင်ဆင်ရန်ရပြီဆိုရင်ပိုင်နိုင်ပြီလေဟုတ်တယ်လားဆင်ရန်ရပြီဆိုရင်ပိုင်နိုင်ပြီဆိုတော့ဟိုဟွာလဲဟာငါရဟိုဘက်ကိုရောင်းလိုက်တာနေသွားပြီဟာဒီဘက်မှာကြည်စံဈေးရလဲဟိုစာပေါက်ဈေးထက်နောက်ထပ်တစ်ဆနီးပါးလောက်ရတယ်ဆင်ရန်လည်းချက်ချင်းချအောင်မယ်ဆိုတော့ရောင်းတဲ့သူကျမစဉ်းစားသွားပြီတဘောကဥပမာပြောပြတာเนาะကျမနဲ့ပဲ ဘယ်ဥပဒေနဲ့အရေးယူမှာလဲဘယ်မှာသွားတိုင်မှာလဲဒီကအရန်အစ်စ်မြင်သွားပြီနော်ဟိုဥပဒေကြောင်းရအရေးယူမှာပေါ့ no 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 ဥပဒေကိုလည်းတလုံးကြားလုတ်ပြီးတော့မှလိန်တာဘာဥပဒေကြောင်းအရာမှာအရေးယူလို့မရဘူးသိလားအရေးယူလို့မရအောင်တို့ကစီမံပြီးတော့မှလိန်တာနော်အဲ့ဒါကြောင့်မလို့ပြောပြမယ်ဆိုတော့ကျမတို့လေအခုအင်ချမ်မြေပေါ့နော်အင်ချမ်မြေလိုက်ကြည့်တဲ့ခါကျတော့အဲ့ဒီမှာသတင်းလေးတွေသိရတာပေါ့နော်တဘောကကျမအင်ရောက်မယ်ဆိုပါတော့ ကျမအိမ်ရောက်မယ်ဆိုရင်ကျမအိမ်ကိုဝယ်လက်ကလာတယ်ကျမ3000ပေါ့ဒီအိမ်ကအိမ်ပေါက်ဈေးရ3000ဆိုတော့3000နဲ့ရောင်းနေဆိုပြီး3000နဲ့ရောင်းရောဟိုโอเค3000နဲ့ဆိုတော့ဆင်းရံတစ်ထောင်ချမယ်ဆိုပြီးတော့မှဆင်းရံတစ်ထောင်ချရောဝယ်လက်ကဝယ်ရောဝယ်ပြီးတော့မှကဲစင်ရပြန်လှန်ရင်သုံးစားပြန်အမ်းမယ်ဒါအယောင်းဝယ်လောကမှာရှိရနော်စင်ရလှန်ရင်သုံးစားတကယ်လို့မဝယ်ဖြစ်ဘူးစင်ရပေးသမမဝယ်ဖြစ်ဘူးဆိုရင်စင်ရအဆုံး ဟုတ်တယ်နော်အဲ့တော့ရောင်းသမားကမရောင်းတော့ဘူးဆိုလို့ရှိရင်စည်ရန်၃စရောရမယ်ဆိုတဲ့ဟာလေးရှိတယ်မလားအဲ့တော့ရောင်းလာပြီးပြီကဲတို့ရဲ့ payment plan အရတစ်လအတွင်းချိန်မယ်နှစ်လအတွင်းချိန်မယ်ပေါ့အဲ့တော့2လ2လ3လပေါ့လေစသဖြင့်ဒီလို payment နေချိန်လာပြီးပြီအဲ့ဒီကာလမှာပဲဟာ နှစ်ပတ်သုံးပတ်လောက်လဲနေလဲနေရောနောက်ထပ်ဝယ်လက်တူကလာတယ်အာသုံးသုံးလေးပတ်တလားလောက်လဲနေရောဝယ်လက်တူကလာတယ်ဟာစီဒီနေရာအောင်မလိုချင်တာဒီနေရာအောင်မဟိုဖြစ်စာမရရအောင်ကြိုက်စေးပေးပြီးဝယ်ပါမယ်ပေါ့ဟာမဟုတ်ဘူးဒီဘက်မှာရောင်းထားပြီးပြီဟိုဝယ်ပေါ်ဖြစ်လို့မရဘူးဟာမဟုတ်ဘူးကြိုက်စေးပေးမယ်ဘလောက်ပဲဖြစ်ဖြစ်တောင်းပေးမယ်9000နဲ့9000ပေးမယ်ဒီနေရာပဲလိုချင်တာမလို့ဟာ9000ပေးမယ်မမပေါက်တဲ့ဈေးပေးရောတိလားမပေါက်တဲ့ဈေးပေးရော င်းတဲ့ခါကျတော့အခုချက်ချင်းဆင်ရန်ချမယ်နော်အခုချက်ချင်းဆင်ရန်ချမယ်ဆင်ရန်လည်းအခုအစင်တင်ပါလာတယ်ဆင်ရန်ချမယ်ဆင်ရန်သိန်းတထောင်အခုချက်ချင်းချမယ်ကိုးထောင်ပေးမယ်ဆင်ရန်သိန်းတထောင်ဆင်ရန်ရပြီဆိုရင်ပိုင်နိုင်ပြီလေဟုတ်တယ်လားဆင်ရန်ရပြီဆိုရင်ပိုင်နိုင်ပြီဆိုတော့ဟိုဟိုကလည်းဟာငါ ရဟိုဘက်ကိုရောင်းလိုက်တာနဲသွားပြီးဟာဒီဘက်မှာကြည်စံဈေးရလဲဟိုဥစားပေါက်စိမ့်ထက်နောက်ထက်တဆနီးပါးလောက်ရတယ်ဆင်ရန်လဲချက်ချင်းချအောင်မယ်ဆိုတော့ရောင်းတဲ့သူကျမစဉ်းစားသွားပြီတဘောကဥပမာပြောပြတာเนาะကျမနဲ့ပဲအဲ့တော့စဉ်းစားသွားပြီစဉ်းစားသွားတဲ့အချိန်မှာโอเคဟိုကတထောင်ပေးထားတယ်ဆင်ရန်ကိုပြန်လှန်လိုက်တယ်3တောင်ပြန်အမ်းမယ်โอเคเนาะ3တောင်ပြန်အမ်းမယ်ဆိုတော့3တောင်ပြန်အမ်းလိုက်မယ်သူစီကတထောင်ရထားတယ်3တောင်ပြန်အမ်းလိုက်ဆိုတော့2တောင်ပဲရှုံးမယ်အဲ့တော့ဒီဘက်ကအိမ်က 9000ဆိုတော့9000နဲ့ရောင်းတာ9000ရတယ်ဆိုတော့4000မြတ်တယ်2000အန်းလိုက်ရင်သူ့အတွက်2000ပိုကြံသေးတယ်စောမယ်ရောင်းတဲ့သူကရောင်းတဲ့သူကစောမယ်သူဟိုဘက်ကိုစင်ရန်အန်းလိုက်ရင်စင်ရန်လှန်လိုက်ရင်1000စင်ရန်ပေးထားရင်3000အန်းလိုက်ရင်သူ2000ဆိုက်ရမယ်ဒီဘက်ကရမှာကဒါမဲ့သူက9000နဲ့ပဲရောင်းထားတာဒီဘက်ကသူက9000နဲ့အခုစင်ရန်1000ရပြီဆိုရင်ဒါ9000နဲ့အယောင်းဝယ်ဖြစ်သွားပြီအဲ့တော့9000နဲ့အယောင်းဝယ်ဖြစ်သွားတဲ့သူစီကသူက3900ရမယ်ဆိုရင် တော့9000နဲ့ကနေသူ2000အန်းလိုက်ရအောင်နှုတ်လိုက်ရင်သူ့အတွက်9000ကျန်သေးတယ်ဆိုတော့သူက3000ပို့ရတယ်ရတယ်သူလုံးမယ်ဆိုပြီးတော့မှ1000ရံ1000သူကလက်ခံလိုက်တယ်လက်ခံလိုက်ပြီးတော့မှသူက1000ရံ1000လက်ခံလိုက်ပြီးတော့မှ အာဟိုဘက်ကသူကိုမယောင်းပြတော့ဘူးသူဘာကြောင့်မလို့ညာကြောင့်မလို့ဆိုပြီးတော့မှဆိုင်ရန်ပြန်အမ်းပါတယ်ရော့ဒီမှာသူမယောင်းပြတော့လို့ပါဟိုဘလို့ဖြစ်တယ်ဆိုပြီးတော့မှဟိုဘက်ကသူကသူကဆိုင်ရန်၃00အောင်ဆိုင်ရန်လှန်လိုက်တယ်လှန်လိုက်တော့သူကသိန်း၃00ပြန်အမ်းလိုက်ရတယ်ဟဲ့သူက AC ပဲဒီဘက်ကသူကငွေချင်းရင်သူကသိန်း၉00ရမှာဆိုတော့သူ AC စင်း2000ပို့သေးတယ်ဆိုပြီးတော့မှဒီဘက်ကဆိုင်ရန်1000သူကအားကိုးနေဟိုဘက်ကသူကသူက3000လှန်ပလိုက်တယ်ဒီက1000ရင်ဟိုကရထားတဲ့1000နဲ့သူသိန်း1000ဆိုက်ပြီးတော့မှလှန်လိုက်တယ် တိန်းတောင်အဲ့တော့အချိန်လဲပြင်လဲပြရောပေးမှန်ပလန်လဲပေးရတော့မယ်ကိုးတောင်နဲ့ဝယ်ထားတဲ့သူကသူဝင်မလောက်လို့မဝယ်ပြတော့ဘူးဆရာအဆုံးခံတယ်တထောင်အဆုံးခံတယ်သူမဝယ်တော့ဘူးတထောင်အဆုံးခံတယ်ဆိုပြီးတော့မှအဲ့ဒီနောက်ထပ်တိန်းကိုးတောင်နဲ့သူကသူဆရာအဆုံးခံလိုက်တယ်သူတို့ကတဖွဲ့တယ်အဲ့တော့သူတို့ဘလောက်ပဲရင်းလိုက်ရလဲတထောင်အဆုံးခံလိုက်ရတယ်ဒီဘက်ကတထောင်ပေးလိုက်ရတယ်သူတို့နောက်ထပ်တထောင်ထပ်မြက်သွားတယ် တစ်ထောင်မြတ်သွားတယ်နှစ်ထောင်ရင်းလိုက်တယ်သူတို့တကယ်တော့တစ်ထောင်ပဲငွေဆုံးသွားတယ်တစ်ထောင်ငွေဆုံးပြီးနှစ်ထောင်မြတ်သွားတယ်ဟုတ်လားအဲ့တော့ခုနကအိမ်ပိုင်ရှင်က तू တကယ်ရတာဒီသိန်းတစ်ထောင်ပဲ तू ရတာအဆုံးသွားတဲ့သိန်းတစ်ထောင်ပဲရတာဟိုဘက်ကို तू ကသိန်း3000အန်လိုက်ရတာ तू ဘယ်လောက်ရှုံးသွားလဲသိန်းနှစ်ထောင်ရှုံးသွားတယ်ဟိုလူတွေကတစ်ထောင်ရင်းပြီးနှစ်ထောင်ယူသွားတာဘယ်ဥပဒေနဲ့အေးယူမှာလဲ ဘယ်မှာသွားတိုင်ပါလဲဘယ်မှာမှတိုင်လို့မရဘူးဒါကြောင့်မလို့ကျမတို့ကလောဘကိုအခြေခံပြီးတော့ခံရတာဒါကြောင့်မလို့လောဘဆိုတဲ့ဟာကိုလေလောဘဆိုတဲ့ဟာကိုကိုကလေအတော်တက်ဖို့လိုတယ်လောဘစိတ်ဖုံးလွှမ်းသွားပြီဆိုရင်ကျမတို့ကစင်ញင်ုံတရားပျောက်သွားပြီနော်စင်ញင်ုံတရားမရှိတော့ဘူးစင်ញင်ုံတရားမရှိတော့ဘူးဆိုလို့ရှိရင်ကျမတို့ကပါပြီကိုယ်တည်းကနေပြီးတော့မှဟိုတလုံးနေတော့ကျမတို့ stock တွေ အန်တီရေတုံးကဆိုလဲကျမပြောတယ်เนาะမထင်းနဲ့เนาะအိ stock တိ stock ကိုဒီလိုမျိုးဟိုဟိုအတိုးလိုမျိုး15ရာခိုင်နှုန်းလောက်ပေးတယ်ဆိုတာဘလို့မှမရဘူး stock တဲ့လောကမှာမရဘူးကိုဟါကိုဆိုရင်တောင်မှမရဘူးเนาะဆိုတဲ့ခါကျတော့အဲ့ဒါတွေကကြာပြီမကြီးတဲ့ကြာပြီဆိုလဲလောကကြီးမှာလူတွေမသိသေးဘူးလေမသိသေးတော့သိအောင်ကိုအမကပြောပြတာเนาะတိအောင်လို့ပြောပြတာကြုံကြိုက်လို့မလို့ပြောပြတာတိအောင်လို့ဖြစ်နေတာကြာတော့ကြာနေပြီဆိုတာနဲ့အမြလူတွေအများကြီးခံနေရပြီအဲ့တော့ခံနေရတော့ မတိတော့မတိတော့မတိတော့ဆက်ပြီးတော့မှခန်းနေရတယ်အဲ့တော့တိသွားပြီဆိုရင်အခုအမပြောလိုက်လို့တိသွားပြီဆိုလို့ရှိရင်မခံရတော့ဘူးပေါ့တယောက်တိရင်တယောက်မခံရတော့နှစ်ယောက်တိရင်နှစ်ယောက်မခံရတော့ဖြစ်နေတာကြာပြီဆိုပေမဲ့လည်းမတိကြရင်ခံနေရမှာလေဟုတ်လားဒါကြောင့်မလို့ပြောပြတာဖြစ်နေတာကတော့အများကြီးပဲကြာနေမှာဒါပေမဲ့လည်းကိုလလန်းမီတလောက်ကိုလလန်းမီတလောက်လူတွေတိပါစီတော့ရဲလို့ပြောပြတာเนาะဆိုတော့ ဘာဖြစ်လို့လဲဆိုတော့အမားတို့လိုလူမျိုးကပြောတယ်ဆိုရင်ပေါင်းမြောက်မှုအားလေးများတယ်ဆိုရင်ဘာပဲဖြစ်ဖြစ်ဆင်ញင်နိုင်ကြတာပေါ့ပေါင်းမြောက်မှုအားများတယ်ဆိုလို့လဲကိုယ့်အကိုဆီယာမာကြီးဆီယာကြီးလို့ပြောတာမဟုတ်ဘူးနော်ဟိုကြီးရှုံုံလူများတယ်လीများတော့လူတွေနားတဲ့ကိုရောက်လွယ်တယ်ပေါ့ဒါကိုပြောတာပါနော်အဲ့တော့တတိထားကြဖို့ကိုယ့်ဆီယာငွေမြန်သူများစီကိုစူးဖို့အတွက်ကိုလေမစင်းစားနဲ့တိတ်လား ို့ရှိတဲ့တကြက်ဟာကို့တကြက်ပဲလောဘနဲ့လေလောဘစိတ်တွေလည်းမဖုံးလားနဲ့သိလားလောဘစိတ်တွေဖုံးရင်အရင်ဆုံးကို့စီကနေပါတာအိုတို့တွေချဲနေနှလုံးတွေထိုးသလိုပေါ့သူများစီကပတ်စံလိုချင်နေဆိုရင်ကိုကတထောင်မိုးပေါက်ချင်လို့ထိုးမယ်လို့ဆိုလို့ရှိရင်တထောင်မိုးပေါက်မပေါက်ကမသိသေးဘူးကို့ပတ်စံတထောင်အရင်ပေးရတာလေဟုတ်တယ်နော်ကို့ပတ်စံတထောင်အရင်ပေးရတာအဲ့ဒါကိုလည်းပေါက်ရင်လည်းဒိုင်ကယောအောင်မဒိုင်ကမယောရင်ဒိုင်ကမယောရင်ကို့တထောင်ကစုံအောင်မဟုတ်တယ်လား အရင်ဆုံးကိုကလိုချင်တယ်သူစီကတထောင်ဆိုရင်၈၀၀ရမှာလား၈သိန်းရမှာလားဆိုတော့ကိုပစံတထောင်အရင်ပေးလိုက်ရတာလေဟုတ်တယ်နော်ကိုပစံတထောင်အရင်ပေးလိုက်ကိုကတထောင်မိုးပေါက်သွားပါဘူးဟိုကမယော်လို့ပြေးတယ်ဆိုဘာမှမတတ်နိုင်ဘူးဘယ်ဥပဒေနဲ့မှလည်းအေးအေးယူလို့မရဘူးဟုတ်တယ်နော်အခုလေဒီဖြစ်စဉ်ဖြစ်ရမျိုးတွေကလည်းဒါတွေဟာ အများကြီးဖြစ်နေတယ်အဲ့တော့ဖြစ်နေတယ်ဆိုတဲ့သူတွေကအိမ်ရောင်းရခြင်းနဲ့ဆိုကျမတို့ကဒီရက်ကွက်ကနေဟိုရက်ကွက်ကိုဝိတ်လျှော့ခြင်းတဲ့သူတွေပေါ့အခက်ခဲရှိလို့ရောင်းရတာလေရောင်းနေဆိုနေရနော်တော်တော်များများကလေဆိုတော့ဒီကနေဒီလေးကိုဝိတ်လျှော့တယ်ဒီကနေဒီလေးကိုဝိတ်လျှော့တယ်ကျမတို့စီက property ရဲ့ဟာကဟို invest လုပ်တာက rate ကတက်နှုန်းများတဲ့ခါကျတော့ဒီလိုလေးတွေနဲ့ဖြစ်တော့အော်ပုံမြန်ရတယ်ဆိုတဲ့စိတ်နဲ့စိန်ရန်ကလည်းကိုကခိုင်ခိုင်မာမာရထားတယ်လေအဲ့တော့သူစင်ရန်ကြီးကိုအဆုံးခံလိမ့်မယ်ဒီသိန်းတစ်ထောင်စင်ရန်ကြီးကိုအဆုံးခံလိမ့်မယ်လို့တော့မတွေးထားဘူးလေ ဟုတ်တယ်လားဟောတိန်းတစ်ထောင်တောင်စည်ရန်ပေးတာတိန်းတစ်ထောင်တောင်စည်ရန်ပေးတာဒီတိန်းတစ်ထောင်စည်ရန်ကြီးကိုတော့အဆုံးခံလိမ့်မှာမဟုတ်ဘူးလို့ပဲဒီလိုပဲတွေးတာလေဟုတ်တယ်လားဒီလိုပဲတွေးတာဆိုတဲ့ခါကျတော့ဘလို့ပဲဖြစ်ဖြစ်အာလက်ခံလိုက်မယ်ဒီဘက်ကိုလှန်လိုက်မယ်ဆိုတဲ့ဟာနဲ့နောက်ဆုံးကိုစီကနေတိန်းတစ်ထောင်ပါသွားတဲ့အကွက်မျိုးတွေဖြစ်တယ်ဒါကြောင့်မလို့အတိတတိထားကြဖို့ဒါဒီရပိုင်းလေးမှာတော်တော်လေးကိုတွင်တွင်ကြဲကြဲနဲ့အယောင်းဝယ်လေးတွေဖြစ်ကြတယ်ကျမတို့ငလင်ပြီးနောက်ပိုင်းမှာမြေတွေကိုလိုက်ဝယ်ကြတယ်မလား မြေတွေလိုက်ဝယ်ကြတဲ့ခါကျတော့လိုချင်တဲ့ခါဈေးတွေပေးဝယ်ကြတယ်ဘလို့တွေပေးဝယ်ကြတယ်စသဖြင့်ပေါ့လေဒီလိုမျိုးတွေပေးဝယ်တော့ဒါလေးကတဖန်ပြန်ပြီးတော့မှခိထလာတယ်ခိထလာတဲ့ခါကျတော့ရောင်းကျင်တဲ့သူတွေမနစ်နိုင်အောင်လို့လောဘစိတ်ကလေးတွေမဖြစ်ရအောင်လို့မလို့เนาะဆိုတော့လေအဲ့ဒါလေးတွေကိုအတိတတိနဲ့ အဲလုတ်ကင်ညာလို့ဒါလေးကိုခေါင်းထဲမှာတွေးထားလို့ကျမကဒါလေးကိုအတိတ်တိပေးတာပါဆရာလုတ်တာလည်းမဟုတ်ပါဘူးเนาะဆရာလုတ်တာလည်းမဟုတ်ပါဘူးတီးပြီးသားနေဆိုလို့ရှိရင်လည်းကြော်သွားလိုက်ပါကျမဆရာလုတ်တာမဟုတ်ပါဘူးစဉ်းစားဆရာလေးနဲ့တတိထားဆရာလေးကိုတတိပေးတဲ့သဘောပါဆရာလုတ်တာမဟုတ်ပါဘူးเนาะဒါလေးဒါလေးပြောပြတာအခုအဲ့လိုမျိုးတွေဖြစ်တင်းအခုနောက်ပိုင်းအင်ချမ်မီလောကမှာကြုံရလေးရှိရည်လို့ကိစ္စရည်လေးတွေကိုအထုတက်လေပေါ့เนาะရှင်းပြပေးရတဲ့အတွက်ကြောင့်မို့လို့အားလုံးဘူးသူတိုက်ဖြစ်အောင်လို့ပြန်ပြီးရှယ်ဝင်လုပ်ပေးလိုက်ရပါရှင်